မင်္ဂလာပါခင်ဗျာစောက်ဆိုင် channel လေးမှာပြန်လည်ကြိုဆိုပါရစေဒီနေ့တက်ဆက်ပေးမှာတော့ဆ ्याम မနွနွရီအင်းဝါရဲ့နမလာရှင်မောင်ရဲ့မွေးတဲ့ရှင်နဲ့အခြားဝိတ္ထုတို့များစာအုပ်ထဲကနမလာရှင်မောင်ရဲ့မွေးတဲ့ရှင်ဆိုတဲ့ဝိတ္ထုတို့လေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်တင်ဆက်သူကျွန်တော်စောအောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မြစ်တာရက်ခံပေးရစေခင်ဗျာနမလာရှင်မောင်ရဲ့ ွေးတယ်ရှင်။ခိုင်စပယ်ဆောင်ရှိတောက်ကြံနေညနေ9:00နာရီ။သွားတော့လေမောင်မိတာဆောင်ဖို့တက်တော့မယ်။ခဏလေးပါမိတာရဲ့9:00နာရီတော့မခွဲသေးပါဘူး။ဟုတ်ဘူးလေကွာမောင်ကလည်းဒီမှာမိတာရေးလည်းမချိုးရသေးဘူး။ဝတ်စားလည်းမထည့်ရသေးဘူး။တော့ကြနေလာတော့မှာ။ဟဲ့အင်းကွာ7 minutes 7 minutes နောက်တစ်7 minutes မိတာနေရအောင်မယ်။6:00နာရီထုံးမှလာမှာကိုမြ။ခုမှစောရေးရှိသေးတယ်။ ခလိုက်တဲ့မောင်ရဲ့မိတာပါမြတ်တက်နိုင်အောင်ပါလေမိတာလက်ကိုအတင်းဆုပ်ထားတဲ့မောင်မျက်နှာကိုမိတာကြည်ရင်တပြင်းပဲချရတော့တယ်တနေ့ကောင်ကလက်လစ်ရှောက်လေရတာမဝသေးဘူးလားမောင်ရဲ့မိတာမမီးရတော့ပါအောင်မိတာလည်းမောင်လိုပဲခံစားနေရလို့ပေါ့ခဏလေးပဲဖြစ်ဖြစ်မောင်နဲ့နေချင်းသေးလို့ပေါ့တောက်ကြနေကိုမောင်မုန်းနေကွာဘယ်တော့မှမောင်တို့နဲ့စနေတဲ့ငွေကိုရှောက်လေရမှာပါလေသူများတွေကဆို ။အိုးမောင်းခါလဲကွာ။မကြတော့ပါဘူး။တနစ်ပဲလိုတော့တဲ့ဥစ္စာ။မိတာတို့လည်းကျန်တဲ့ရက်တွေလည်းတွေ့နေရသားနဲ့။မကောင်းဘူးလေမောင်ရဲ့။သူတို့ကမိတာကိုအားလုံးတာဝန်ယူထားတော့မိတာမျက်နှာချက်ချင်းညှို့ကြပြီးမျက်ရည်ဝိုင်းပြန်တော့လဲမောင်ခမရတနာစရာ။အေးပါကွာ။ဟုတ်ပါတယ်။မိတာကိုမောင်မခွဲနိုင်လို့ပါ။စနေတနင်္ဂနွေနေ့ရက်လုံးကတယောက်တည်းတိတ်ရောင်လာမိတာရ။ဘယ်သွားပြီးဘယ်လာမှမသိဘူး။ ရုတ်တရက်မီတာဆွန်အားတလို့ဖြည့်ပြီးပြန်ပြောနိုင်ပဲအပြစ်ကင်းတဲ့မောင်းမျက်လုံးတွေကိုမီတာ1ဘန်တနည်းရှိမိတယ်။မောင်းမီတာရဲ့မောင်းကဲသွားတော့မြိတ်လေးကလေးကလေးနဲ့ဟွန်းတော်ချခုနေဦးလေးကြီးလာခေါ်တယ်တိုးနေမှာတူတူမကိုနှိပ်စက်နေရသလားဆိုပြီးကိုယ့်ကိုရိုက်ခန့်ချနေအောင်မယ်။တော်ပါတော့မောင်းရဲ့တော်ပါတော့ကြလူစဲစဲမျက်ရည်ကိုမီတာတိမ်းပြီးမျက်နာကိုပြင်းလို့မီတာကိုနောက်ပြောင်စိတ်တက်သေးတဲ့မောင်းလက်တွေကို ပြင်းပြင်းနှုတ်ဆက်လိုက်တယ်။တနင်္လာနေ့စောင့်နေတော့မောင်မောင်ကိုမိတာချစ်ဆုံးတက္ကနဲ့မိတာအဆောင်ပေါ်ကိုပြေးတက်ခဲ့တယ်။မောင်မိတာကိုနောက်ကနေငေးကြည့်နေလိမ့်မယ်။အခန်းတကားကိုအမြန်ဖွင့်ဝင်းစပွဲတင်နိုင်လေးကိုလှမ်းကြည့်မိတယ်။ငါးနိုင်ခွဲပြီးပြီ။အိယာဘောကိုပြင်းလဲပြီးမောင်ကိုတလှနေချင်းမရတော့ပါဘူးမောင်ရဲ့။ကြားကျင်နေတဲ့မျက်ရည်တွေကိုရှင်နဲ့အတူရောချုပ်ပစ်လိုက်တယ်။ခေါင်းလျှော့ပစ်လိုက်တယ်။မောင်ကြိုက်တယ်ဆိုတော့ တရုတ်တတိတိကောင်းလျှော်ရင်းနဲ့မျက်များနေလေမျက်နာကိုမှုေးသိမ့်နေအောင်လေဘေးနဲ့နှရွက်လေးတွေကိုမှုေးသိမ့်အောင်မိတ်ကပ်ပပအနံပြပုတ်လိမ့်လိုက်ကရင်အောက်ကတစ်တာကိုဆွဲထုတ်လိုက်ရစ်တောင်တစ်ဖြက်ဖြက်ခတ်လိုက်နဲ့နာယူကြည့်လိုက်နဲ့လုံနေတဲ့မိတာကိုခီးသွားနေတဲ့ကြိုင်ရည်သာရှိရင်တော့တဖက်ကတဲ့ဘောကနေอืมဒုက္ခဒုက္ခလို့ညှင်းညွန်ပေးလိမ့်မယ်ကြိုင်လေးလည်းနှစ်ဖြန်လောက်တော့ပြန်ရောက်လိမ့်မယ်ထင်တယ်ဒီတစ်ခါ၃ရက်ထဲလို့ပြောသွားတာပါပဲ ကြီးဆောင်အိတ်တေးလေးတဲ့ကိုအိတ်နှစ်ဆုံးထက်မိတ်ကပ်ပေါင်တာနှစ်ခမ်းနေဘူးထက်သွားလိုက်စီတပုတ်တန်တွေထက်လိုအပ်တဲ့တခြားပစ္စည်းလေးတွေရောအားလုံးထည့်ပြီးအိတ်စစ်ကိုဆွဲပိတ်လိုက်တဲ့အချိန်မှာပဲအဆောင်အောက်ကနားရင်နေတဲ့ကာဟွန်တန်ကိုမိတာကြရတယ်။တစ်ဆက်ထဲမှာပဲတတရေးဦးလေးလာပြီလာပြီလာပြီခဏလေးဦးလေးလာပြီတဲ့တကူလုံးမှုေးကြိုင်တင်းပြက်နေတဲ့မိတာမှန်တဲ့ကိုနောက်ဆုံးအနေနဲ့ကြည်လိုက်တယ် မိကပါပါနှက်ခမ်းညီရဲရဲနဲ့19နှစ်ရွယ်မိမချော်လေးတယောက်ကကြောက်စိမ့်နဲ့ဆွဲရှိရှိလေးကိုခါရမ်းပြီးမိတာကိုပြန်ကြည့်နေမောင်ချစ်တဲ့တတဝင်းဆိုတဲ့ကောင်မလေးရဲ့လူတကာငေးကြည့်ရတဲ့အလှနောက်ပြီးတော့ဘလို့ပြောမလဲမိတာနဲ့မောင်ဘဝကိုအဆင်ပြေချောမွေ့စေမဲ့အလှအဖိုးတန်အဆောင်ရောင်တွေအပြင်စင်တွေနဲ့တကူလုံးစိတ်မြနေတဲ့မိတာကိုအဆောင်ရှိမှရက်စကားပြောနေတဲ့လူတွေအကုန်လုံးကဝိုင်းကြည့်နေကြတယ် အားကြတဲ့အကြည့်တွေမနာလိုတဲ့အကြည့်တွေအကြည့်ခံရတဲ့မိတာချိန်ညှိလိုက်ပါမယ်လေကားတကားကိုမိတာဆွဲဖွင့်ပြီးဝင်ထိုင်လိုက်တာနဲ့ကားလက်ကန်ရဲ့နောက်မှာခက်တီတီကြီးထိုင်နေတဲ့မိတာတို့အဆိုင်ပိုင်ရှင်ကစားပြီးမိတာတငယ်ချင်းတွေချီအားလုံးရှိန်ကြတဲ့ထိတ်ပြောင်ပြောင်ပိုင်ရွှေရွှေအသားမဲမဲမိတာရဲ့ဦးလေးကကားကိုချက်ချင်းထွက်တယ်မိတာကကုတ်ကုတ်ကလေးဦးလေးကြီးကိုကြောက်ရွံ့နဲ့ရိုတည်တဲ့ပုံစံကအပြည့် ကားကမငြိမ်မညာမြင်းဒီလန်းကလေးတဲ့တလိမ့်လေးတလူလူလှုပ်ခါနေသလိုမိတာရင်ထဲမှာလဲထုံစံတိုင်းထိတ်ကနေလှုပ်ခါရပြန်ပြီမြင်းဒီလန်းအထွတ်ကားလက်မကြီးအရောက်ကားခွေဖို့စောင့်ရတဲ့နေရာမှာဟော့ဟိုမှာပြောမရတဲ့မိတာရဲ့မောင်တပင်ကွယ်မှာမိတာရင်တွေကို တစစ်စစ်နာလာစီတဲ့မောင်မိုဘိုင်းအကြီးနဲ့ပြီးတော့မိတာသာအတိတ်ပဲဖော်ရနိုင်တဲ့အတန်တိတ်ဒီနဲ့မိတာကိုလွမ်းနေဦးလေးကြီးကိုမုန်းတည်တယ်လေ မောင်ရယ်မောင်လို့တော့မမုန်းမိမဲ့မိတာမချစ်ပါဘူးဒါပေမဲ့မောင်ရယ်မချစ်တော့လဲမိတာအောက်ကနမ်းမယ်ဘူးကနေကားကွေပြီးလမ်းမကြီးပေါ်မှာညာကလေးတစ်စင်းလို့ပြင်းနေတော့မှာပဲမိတာရဲ့ဦးလေးဆိုသူကိုအလားဆုံးပြုံးနေမိတာနှုတ်ဆက်လိုက်တယ်ညီကောင်းရဲ့လားကိုကိုတတလာရဲ့လားယင်အမတ်စနစ် A စိတ်ငြိမ်ရကွက်ညာ7နိုင်ကိုကိုသွားမယ်နော်တတမနေ့ပြန်9နိုင်လောက်ရောက်မယ်ဟုတ်လား တတဆောင်နေမှာပေါ့မိတာကိုနှုတ်ဆက်တဲ့အနန်းနန်းတဲ့သူပစက်ကရှင်နဲ့မိတာပါမှာဆွဲထင်ချင်ရက်တယ်သူခန်းထဲကထွက်သွားတဲ့အတန်းတကားပြန်ပိတ်တန်းကားဆက်နိုးတန်းအားလုံးကိုမိတာမျက်လုံးစုံမိထားရင်ကနားထောင်နေမိတယ်ခဏနေတော့အားလုံးဟာငြိမ်သက်တိတ်ဆိတ်သွားလိုက်တာပဝင်းကျင်အတန်ပလန်ဘာဆိုဘာမှမကြားရတော့အောင်ခြောက်ချားလောက်အောင်ငြိမ်လိုက်တဲ့ညဩဒါဆိုစိတ်ငြိမ်ရက်กว่าကို ဒီလိုစိတ်ငြိမ်စွာနေရဖို့အတွက်ဘလောက်တန်ဖိုးကြီးပေးထားရတယ်မှတ်တယ်လေမိတာဘလောက်များနားလဲလို့လေအဆောင်မှာတော့ဒီချိန်လောက်ဆိုစုညံလို့ကောင်းတော့တခါနဲ့တခါကူပြီးစကားစာမိပြောလို့ကောင်းတော့လက်ဖက်တုပ်စားလို့ကောင်းတော့အဆောင်ရှိမြေနီလန်းပေါ်မှာလဲဂီတာအဖွဲတွေကစီကားစုညံတော့အခုဒီမှာတော့မိတာတယောက်ထင်းရဲ့အခန်းတစ်ခန်းလုံးမှာညနေချက်ပေါ်ကတဝီဝီလေနေတဲ့ပန်ကအတန်ကလွယ်ငယ်လို့တိတ်လို့ အားလုံးကမလုံမရှက်အခန်းတောက်ကရေကဲတက်တာလေးကလည်းမလုံမရှက်အနားကစားစရာတောက်စရာတွေတင်ထားတဲ့ဇပွဲကလေးတိုင်းတစ်စုံကလည်းမလုံမရှက်နေရံဘောကနှင်းဟောင်းပြက်ကလေးတွေကဂျပန်မလက်လာလေးကလည်းမလုံမရှက်အိုးကရင်ဘောမှာတက်ရှိဖြစ်နေတဲ့မိသားအောင်မှတကယ်ကိုမလုံမရှက်စပွဲဘော်ကတရုတ်စာအထုတ်တွေကိုလည်းမိတာဖြီတောင်ကြည့်နေတဲ့စိတ်မရှိပါဘူး။ จีเอလေးတစ်ခွက်လောက်တောက်ရရင်တော့ကောင်းမယ်ကြေတောက်ပြီးရင်မိတာဘာလုပ်ရမလဲ action စိတ်ကလည်းမရှိသေးဘူးမိတာနဲ့ခင်မင်းနေပြီဖြစ်တဲ့တိုက်နိုင်ရန်ထူကြီးရဲ့ဟိုဘချမ်းတိုက်ကြီးပေါ်တွေကလူတွေနဲ့စကားတွားပြောနေရကောင်းမလားတော်ပါပြီလေသွားတော့ပေါ့ဒီညတော့ကိုပတာနေရတာပဲကောင်းပါတယ်ဘာပဲပြောပြောသူတို့ကကိုကိုဝတ်တရားရတာဆက်ဆန်တာလူမှုရေးချောက်တာဆက်ဆန်တာတကယ်တော့မိတာကိုသူတို့ဘာဆက်ဆန်စရာရှိလို့လဲမိတာနဲ့သူတို့နဲ့ တယောက်နဲ့တယောက်သိစရာဘာမှမလိုသူတို့ကသူတို့အချင်းနဲ့သူတို့မိသားစုလိုချင်တဲ့အခန်းကိုငှားတယ်တနေ့ကို150ယူတယ်တိုက်ခန်းကတီတန့်ရချိုးခန်းအိမ်သာတွဲလျက်အခန်းထဲမှာအိယာခန်းနာပစ္စည်းပစ္စည်းအပြည့်စုံနဲ့ရေကြေးတတအောင်ပါလိုက်တယ်မိဖို့တစ်ခုပဲမပါတာမိဖို့တစ်ခုကတော့မလိုပါဘူးလေမိသားစုချက်ပြုတ်မစားပါဘူးစားစရာပြင်ကဝယ်လာလိုက်တာပဲဒီကန်းကိုမိသားစုအနေနဲ့ကလည်းယူပြောတယ် စိတ်ငြိမ်ရက်ွက်တဲ့ကအစွန်ဆုံးအခြေဆုံးခြေနေကတည်တက်နေရမိတာအတွက်လည်းကောင်းတယ်နောက်ကျောင်းရမအေးတဲ့မိတာရဲ့ကိုကိုအတွက်လည်းကောင်းတယ်မိတာတို့ကစနေတနင်္ဂနွေနေ့ရက်နဲ့တောက်ကြနေညပိုင်းမဲ့တုံးတာတောက်ကြနေညနေလာမယ်မိတာ9နာရီခွဲလောက်ထိနေပြီ10နာရီဆိုသူကအိမ်ပြန်တယ်ဒီမှာဘယ်တော့မှညမအိပ်ဘူးနောက်နေ့စနေနေ့မနက်9နာရီလောက်မှလာတယ်တနေ့ကုန်နေရပြီးတော့ည9နာရီလောက်အိမ်ပြန်တယ်နောက်နေ့တနင်္ဂနွေနေ့မနက်လာတယ်တနေ့ကုန်နေတယ်ညနေ9နာရီလောက်ကြာမှ အဆောင်ပိတ်ချိန်နဲ့အကိုက်မိတာကိုပြန်လိုက်ပို့တယ်။အဆောင်ကတော့တတဝင်းတယောက်သူ့ဦးလေးအိမ်ကပြန်လာပြီပေါ့။ပဆန်ချန်သားပြီ။သူ့မကိုခရုတစ်ဆိုင်ရှိလာတဲ့ဦးလေးကိုသူ့ကိုယ်တိုင်သေချာလာကြိုသေချာပြန်ပို့တာ။မျက်မှန်တဝင်းဝင်းခေါဝါဝါစပင်းဖြူတပင်စနပင်စအရွယ်ချင်းကလည်းတလောက်ကွာနေတာ။ဘသူကများဦးလေးဟုတ်ရဲ့လားလို့ရောင်လို့တောင်တန်တရားဖြစ်မှာလေ။တချို့ကအားကြရတဲ့ရီးစားချော့ချော့လေးတယောက်နဲ့တတရားနဲ့ကြောင်းသူချော့ချော့လေးတတာဝင်းပေါ့။ အများကြီးတို့ဝက်နိုင်စားနိုင်သုံးနိုင်ဖြုံးနိုင်တဲ့တတာဝင်းပေါ့။အော်မိတာရဲ့မောင်တောင်တည်တက်ပြီးတဲ့မိတာကိုတဆက်ကလေးမှရိတ်မိလို့လား။အပစင်တောက်ချစနစ်အပြင်ထွက်အိတ်တဲ့ရီးသားကိုမောင်မတင်ခါစောင့်ကြည့်လေ။တောက်ချညနေမောင်ပြန်ပို့ပြီးတနေရာကကြည့်ပေါ့။မိတာရဲ့ဦးလေးလာခေါ်ရဲလေ။အပစင်ဒီလူပဲ။တနေ့ကနေညနေပြန်ပို့တယ်လေ။ဒီလူပဲ။ဘာထင်မှားစရာလို့လို့လဲ။ဒါပေမဲ့ကွယ်။မောင်ကတော့ မိတာကိုမတင်ကားစိတ်နဲ့စောင့်ကြည့်ရှာတာမဟုတ်ပါဘူးကွယ်နော်ပဂတိယောသားစိတ်နဲ့မိတာကိုမျက်နီလန်းထွက်တက်ပင်ွယ်ကနေလူလုံးပြရတာမောလို့ခဏလေးပါမောင်ရဲ့ခဏလေးပါမိတာတို့အတွက်မပွေးတော့ပါပြောစရာကောင်းတဲ့အချိန်ရောက်လာတော့မှာပါမိတာမိုက်နေတာမဟုတ်ပါဘူးမောင်ရဲ့လော်လီဖောက်ပြားနေရလည်းမဟုတ်ပါလောလောဆယ်မိတာចောင်းစိတ်အတွက်မောင်နဲ့မိတာရဲ့အနာဂတ်အတွက် မိတာအလုံးလုံးနေတာစိတ်တန်တန်ရှင်းရှင်းနဲ့မိတာအလုံးလုံးနေတာမိတာကတော့ရှင်းနေမောင်ရင်မိတာမောင်ကိုတိတ်ချစ်တယ်မောင်ကိုပိုင်ဆိုင်ခြင်းနဲ့တာယာရဲ့အိမ်တော်လေးတစ်ခုကိုတိဆောက်ခြင်းနဲ့မိတာမောင်နဲ့လက်ထပ်မယ်ဘာဖြစ်လဲအသေးနဲ့အောင်ချစ်ရသူမို့မတန်ရှင်းတဲ့ခန္ဓာကိုယ်ကိုမအပ်ရပါဘူးဆိုရဲဟိုးရှိရှိတုန်းကခတ်တုံးတုံးအတွေးခေါ်တွေဒီခက်မှာသွားစမ်းပါမိတာကတော့တိတ်ပုံးတာပဲခုဆိုမိတာလေပတ်စံတော်တော်စုမိနေပြီ မိတာကိုသူကတလားတထောင်ပေးတယ်။တပတ်တစ်ခါပဲတွေ့တယ်။ဒါအောင်သူကညာအိတာမဟုတ်ဘူးလေ။သူ့မှာကလည်းသူ့အကြောင်းနဲ့သူအင်ကမိမကြီးနဲ့တာသမီးတွေမသိအောင်က ပြပြနေတက်ရသေးရ။တိတ်အလုံးများတဲ့စီးပွားရေးတမတရားအုံးနေနဲ့ညာ9နာရီ10နာရီဆိုတာနောက်ကျနေကြလေ။ဘာဖြစ်လဲ။ချားချင်းတွေပါလုံးနေနေ9နာရီ10နာရီအိမ်ပြန်ရောက်ပြီးကြပဲမဟုတ်လား။သူကလည်းသူ့တွက်ကိန်းနဲ့သူအဟုတ် မိတာကလည်းမိတာတွက်ကိန်းနဲ့ပေါ့သူစီကရရတလားတထောင်ကိုမိတာချွေချွေတတသုံးနေမကုံမဖြစ်တဲ့ចောင်းစိတ်ကလွဲအစားတောက်လဲမိတာချွေတာရယ်သူများတွေကတော့ပဲတင့်လဲဝက်လိုက်စားလိုက်တာလို့ရှိမှာပေါ့တကယ်တော့မိတာဝက်တဲ့ဖိုးတန်ဝက်စားတွေကသူကြီးစီကအပိုပေါစုဖြစ်ဝဲပေးတာရယ်သူသမီးတွေတော်ဝဲရင်မိတာအတွက်ပါဝဲလာတာမျိုးတွေပေါ့သူနဲ့ဆက်တွေ့မိတဲ့တစ်နှစ်အတွင်းမှာ မီတာ၄000လောက်စုမိနေပြီ။နောက်တစ်နှစ်မီတာចောင်းပိထီဆိုရင်၈000လောက်တော့ရလိမ့်မယ်တူပါရဲ့။တော်ပြီလေ။ចောင်းပိတာနဲ့မီတာမောင်းနဲ့လက်ထပ်မယ်။အိတ်ခန်းလေးတစ်ခန်းငားမယ်။နှစ်ယောက်တူတူလှုပ်လှုပ်မယ်။ဟွန်းမီတာအင်ကိုထောက်ပံ့ခြင်းနဲ့ဆိုရင်တော့မီတာနဲ့မောင်းချွတ်တာအောင်ပါပေါ့။အဖေတို့အမေတို့ကတော့မီတာကိုပြောမှမဟုတ်ပါဘူး။သူတို့မထောက်ပံ့နိုင်တာကိုကိုစိတ်ကိုရှာပြီးကြောင်းတက်ရဲ့တမီးရဲ့လို့ချံဖန်ပြီးကျေးဇူးတင်နေရှာတာ မိတာရောအိမ်ကဆင်းရဲမောင်နှမလည်းများတယ်မိတာဆယ်ရန်အောင်တော့အဖေရောမိရောចောင်းဆက်တတ်စီခြင်းကြတယ်ဒါပဲမဲ့လေမူလာတန်းကြောက်အုပ်အဖေလာကနဲ့အမေဇေယောင်းနာလေးနဲ့ကမိသားစုစားတောက်ဖို့ရအောင်နိုင်တယ်မိတာပဲကံကောင်းတာလားကံဆိုးတာလားလို့မသိပါဘူးလေရန်ကုန်မှာအတင်းတင်းချောင်းလေရဲ့အဖေကိုတယောက်ကမိတာကိုခေါ်ပြီးចောင်းထားပေးတယ်အဖေကိုအိမ်ကရန်ကုန်ဆိုပေမဲ့မင်္ဂလာတော်ဆိုတော့ မိတ္တကြောင်းတက်ရမှာဝေးရဆိုပြီးအပြင်ဆောင်မှာထားပြီးပြီးကြောင်းတက်ခိုင်းတယ်။ကန်ဆိုးကျင်တော့မိတ္တဒုတိယနှစ်ဖြစ်နေတော့မှာအဖေအကိုမိတ္တပါကြီးခင်ဗျာရုတ်တရက်ကားတိုက်မှုနဲ့ကြုံတယ်။မိတ္တဘယ်လိုလုပ်ဆက်နေတဲ့နော်မှာလဲ။မိတ္တကိုဘယ်သူထားပြီးတော့မလဲ။နှစ်နှစ်ပဲလို့တော့မှဖြစ်ရတဲ့အဖြစ်ကိုမိတ္တဝန်နေရင်ဆက်နေဖို့လမ်းစာကိုမိတ္တရှာဖွေမိ။အင်းတခါတလေတော့လည်းတွေးမိရမောင်ရဲ့အဲ့ဒီအချိန်မှာ ကြိုင်လေးနဲ့မတွေ့ပဲမောင်နဲ့တွေ့ခဲ့မိမိတာဘဝတစ်မျိုးတည်းမိဖြစ်ခြင်းဖြစ်မှာလို့ဒါပေမဲ့ဖြစ်နိုင်မှာဘူးလေမောင်ကလည်းမရှိမရှာမိဘကတက်စီခြင်းလုံးလို့ထားပေးရဲ့ចောင်းသားတယောက်ပဲဥစ္စာမောင်လည်းမိတာပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ပါဘူးကြိုင်လေးကခိုင်းစပယ်ဆောင်မှာမိတာနဲ့ခုကတင်ချင်းကရက်နေနေတာသူတို့ရောမှာအလုလုတဲလို့ပဲတဆောင်လုံးကတိထားတာမနဲ့ဆိုရိုးရိုးလေးပဲချင်းလေးနဲ့ထွက်သွားတာပဲညနေရုံစင်းချိန်ပြန်လာပေါ့ ေးစစ်စစ်ဘယ်မှလည်းမသွားတတ်ဒါပေမဲ့သူယုံကအလုပ်ဆိုပြီးတလားတခါ၄ရက်တပတ်ခီးတော့သူထွက်တယ်တကယ်တော့အဲ့ဒီခီးဟာသူအလုပ်လုပ်ဖို့ထွက်သွားတယ်တယောက်ဒါမှမဟုတ်တစုနဲ့သူလိုက်သွားတာတထောင်ကနေ2000 3000အထိရတယ်။ကြိုင်လေးအကြောင်းကိုဘယ်သူမှမသိဘူး။မိတာကိုတော့သူတိတ်ခင်တယ်။မိတာအားလုံးကိုလက်လျှော့ပြီးငွေကြီးချမှတ်နေအိမ်ကိုအပြီးပြန်ဖို့ပျက်စီးတိုင်နေတော့မှာပဲ။ကြိုင်လေးကမိတာကို တနာပြီဒီအကြောင်းလေးကိုဖွင့်ပြောခဲ့မိတာကိုကြံ့ညံပေးခဲ့မိတာချော်ရဲတဲ့ဆိုကြောင်းသူအစင်တန်းရှိရှိတိတ်တိတ်ဆိတ်ဆိတ်နဲ့ဘသူနဲ့မှလည်းသိစရာမလိုဘူးတဲ့ပြီးတော့တတလုံးမှမဟုတ်တာနှစ်နှစ်ထဲလေနှစ်နှစ်ထဲမိတာဘာဖြစ်သွားမှမတ်လို့မိတာလှလှပပဝယ်စားပြီးကြောင်းဆက်နေနိုင်မယ်အဖေတို့အမေတို့မိတာတို့လိုချင်တဲ့ဘွဲရမယ်မိတာခေါင်းတစ်ချက်ညှိလိုက်တိုင်းနဲ့အားလုံးကအဆင်ပြေသွားတယ်မောင်ရဲ့တတိယနှစ်လေမှာ မောင်နဲ့မိတာတွေ့ခဲ့ကြရတယ်နော်ချစ်မိတာမိတာဘာတတ်နိုင်မှာလဲကွယ်မိတာမောင်ကိုမချစ်သင့်ဘူးလို့မိတာမထွေးမိခဲ့ပါမိတာလှုပ်လှုပ်တာပဲမောင်ရဲ့တခါတလေစိတ်မကောင်းဖြစ်ရတာတော့ရှိတာပေါ့မောင်ရဲ့အထူးသဖြင့်တောက်ကြံနေညာညက်နေမောင်ပြန်ခံနေအချိန်တွေပေါ့မိတာဘလို့မှထိမ့်ပေမဲ့အဆောင်ပေါ်ရောက်တာနဲ့ငိုရောတော့ပါပြီမောင်ရဲ့မိတာမစင်စားကျင်တော့ပါ တယောက်တည်းအထီးကျန်နေရာမှာမောင့်ကိုပိုတတိယတယ်။စနေတနင်္ဂနွေနေ့ရက်စလုံးတယောက်တည်းတိတ်ရောက်လာမိတာရေးဆိုရဲ့မောင့်တန်းကရှင်းတယ်မှာပဲတင်ထက်နေတယ်လို့ပဲ။တော်ပါတော့မောင်ရဲ့မိတာအပြရစီတော့မိတာအချင်းနေပြီ။ပြတာလေခိုးလူကြီးဝယ်လာတဲ့ချောကလက်နှစ်ခုမိတာမစားပဲမောင့်အတွက်တိတ်တိတ်လေးတိန်နိုင်အဝေးတော့ပါအောင်မောင်ရဲ့တနစ်ဆိုတာကနလေးတနင်းလာနေမနဲ့ ဆောင်ရှိကနေမိတာကိုမောင်ဆက်ဆက်လာဆောင်တော့တိလာနူနူရဲ့အင်းဝ1989ခုနှစ်ဖေဖော်ဝါရီတာရမကစင်မှာဖြစ်ပါတယ်နော်ညမလာချင်းမောင်ရဲ့မွေးရဲ့ရှင်းဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီဝတ္ထုလေးကိုနားဆင်ရင်အတွေ့ရတစ်ခုခုရသွားမယ်လို့မျှော်လင့်မိပါတယ်နားဆင်ပေးသူအားလုံးရှင်လန်းချမ်းမြေကြပါစေကျမ်းမာကြပါစေစိတ်ချမ်းသာကြပါစေဗျာ 建设中的希望吧。